င်ကျင်းရမယ်အပိုင်းကိုတောင်းဝင်ကျင်းရင်မိမိရရှိလာမယ်အခွင့်အရေးလက်ပဲကိုရောက်ရှိရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်လေသမားတူကြီးကိုပြောကြားလိုပါတယ်မြန်မာစစ်အစိုးရအဆက်ဆက်ရဲ့ဖိနှိပ်နိုင်ခြင်းမှုတွေကို ခံစားရတဲ့ပြည်သူတွေထဲမှာလေသမားတွေကတော့ထိတ်ဆုံးမှ ရှိနေခဲ့ပါတယ်လာမယ့်ရွေးကောက်ပွဲမှာဝင်ပြိုင်မယ်မြန်မာနိုင်ငံတောင်သူလေသမားဖွံ့ဖြိုးတိုးတက်ရေးပါတီကတော့လေသမားတွေဘဝတိုးတက်ရေးအတွက် ဘန်းဖွင့်ပေးဖို့စီစဉ်နေပါတယ်။ညားပိုင်ဘန်းဖြစ်ရက်တည်သွားမဲ့တောင်သူလေသမားဖွင့်ပြိုးတိုးတက်ရေးဘန်းဟာအစိုးရရဲ့ပူးပေါင်းမှုလုံးဝမရှိဘူးလို့ပြောဆိုခဲ့ပါတယ်။လက်ရှိမှာတော့စိတ်ဝင်စားတဲ့လုပ်ငန်းရှင်တွေကိုရှယ်ယာရောင်းချပေးနေပြီဖြစ်ပါတယ်။ ။သူ့အဖေပုံကိုယ်တွေတယောက်မှမပါဘူး။ဘာဖြစ်လို့လဲလို့ပြောရင်တို့ကလေဒီငါတို့စည်ရင်သားတွေနဲ့မပတ်သက်ချင်ဘူး။ NLD လဲဝယ်လို့ရတယ်။ပြီးခိုင်ဖြိုးလဲဝယ်လို့ရတယ်။တောက်ဆညာလဲဝယ်လို့ရတယ်။လေသမားလဲဝယ်လို့ရတယ်။အရက်သားလဲဝယ်လို့ရတယ်။မြန်မာနိုင်ငံသားဖြစ်ပြီးပြုတ်ကလားဖြစ်လေမြန်မာနိုင်ငံသားဖြစ်လေဝယ်လို့ရပါဘူး။ဥစ္စာကစီးပွားရေး business နိုင်ငံရေးမဟုတ်ဘူး။တောင်သူလယ်သမားတွေဆိုတာဟာလေယာစီးပွားရေးကလွယ်ပြီးတခြားလုပ်ကိုင်စရာမရှိပါဘူး။လေသမားအကျိုးအတွက်လုပ်မယ်ဆိုရဲ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဟာကိုယ်စားလှယ်လောင်း280ကျော်နဲ့ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ဒီ2015ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အဲလိုယုံကြည်ကြတာကတော့ ပဲရှိသေးတယ်ဘူးလောလောဆယ်ကိုယ်ကလေးလောင်းရတဲ့180ကျော်လောက်မျိုးပေါ့နော်အစတည်းရေးကန်တာဆိုတော့ဒီထွတ်တော်ဟိုတော့ဆုံးတော့အပြေဝနိုင်ငံလဲနိုင်မယ်ပြေဝနိုင်ငံမယ်နိုင်မယ်ဆိုတော့အဲကိုရရှိတဲ့အင်အားနဲ့ပေါ့နော်ကိုတော်သူလည်းသမားသူဒီမားသူအဲ့ဒီရနာတရားလုံးတော့ဘူးပူဇော်ပြုမယ်လို့အဲ့လိုခံပြရှိကြတာပဲအဲ့လိုရေးချင်တယ်အခုလိုဘန်ဖွင့်ပေးတာဟာမြန်မာနိုင်ငံရဲ့ 63ရာခိုင်နှုန်းသောလယ်သမားတွေအတွက်ဝမ်းသာစရာ ဖြစ်တယ်လို့အငိမ့်စားလယ်စေဝန်ကြီးတယောက်ကလည်းမှတ်ချက်ပေးခဲ့ပါတယ်။အကောင်ကူလယ်သမားဆိုမြန်မာနိုင်ငံမှာကတမီအကြေရဲ့လူဦးရေရဲ့63ရာခိုင်နှုန်းကြီးလေယာကန္တာနဲ့ဆက်နွယ်နေတာ။အဲ့တော့အားလုံးဒီကောင်ကူလယ်သမားတွေရဲ့ family တွေပဲ။ကောင်ကူလယ်သမားတွေရဲ့ family တွေရဲ့အဆိုးပေ လုပ်တဲ့အတွက်ကြောင့်မို့လုပ်မဲ့တာဝန်ယူမဲ့ဒါရိုက်တာအဖွဲ့ကလည်းတေချာလုပ်ပြပါတောင်သူလယ်သမားများကလည်းပါဝင်ပြီးတော့မှယုံယုံကြည်ကြည်နဲ့ဆောင်ရွက်ပေးကြမယ်ဆိုရင်ဒီဘန်ကြီးဒီအောင်မြင်တဲ့ဘန်ကြီးဖြစ်သွားပါမယ်လို့လည်းပြောပါတယ်